အားလုံးပဲမင်္ဂလာပါရှင်ကျမတို့ရဲ့ကာတွန်းပုံမြင် channel လေးကနေပြန်လည်ကြိုဆိုလိုက်ပါတယ်ရှင်အင်စာပေးဖို့ရွှေ့ချဲ့ထားတဲ့ပုံမြင်လေးကတော့အသားပေါင်းတယ်ဆိုတဲ့ပုံမြင်ပဲဖြစ်ပါတယ်ကျမကတော့အစစ်စစ်တင်ဆက်သူအန်နာပါတားရီအစောကြီးနိုးနေရလားဟုတ်ပါတယ်အမေဒါအစောကြီးထားလိုက်တာလေကျွန်တော်တန့်ရှင်လုပ်နေရပါဆိုင်လဲတော့ဖွင့်ရအောင်ပါဆိုတော့ပြန်လာရင်တန့်ရှင်လုပ်ဖို့တော့အချိန်မရှိတော့ဘူး ကျော်မတော့သားလေးရဲ့ဒီဘလောက်တောင်မှကြိုးစားနေအောင်ပါလေတရက်အလုံးအလောက်ကျန်းတွေကိုပင်ပင်ပန်းပန်းလောက်တယ်ညနေဆိုလို့ရှင်လေအသားပေါင်းကတော့ရောက်ရသေးတယ်နေနေမကောင်းဖြစ်သွားတဲ့ခါကျရင်တော့ငါဘလို့လောက်ရမလဲရပါတယ်မရဲ့ကျွန်တော်ဘာမှမဖြစ်ပါဘူးအရန်ကြီးလည်းစွန့်ရင်ပူပတ်မနေပါနဲ့ကျွန်တော်အားလုံးကတော့အမေကိုကျွန်တော်ကြီးရှူဆောက်ရှောက်ပေးရမယ်လေအမေကိုကျွန်တော်စေကူတာပေးပြီးပြီဆိုတာနဲ့လေရင်စီးပြီးရောအမေကိုအပြင်ခေါ်သွားမယ်နော်အမလီလေရင်စီးရမယ့်ကံကတော့ငါရှိမှာပါလားမပါလားမသိဘူး လင်းရင်နဲ့အတူတူငါအတက်ပါထွက်သွားမှဖြစ်အမေကလည်းဗျာဘာလို့လျှောက်ပြောနေရလဲဒီလိုမပြောပါနဲ့ဒါနဲ့အမေကျွန်တော်မယုံဘူးလားတားရယ်နေရလွယ်လို့ဒီလောကကြီးမှာငါအတွက်ဘယ်သူရှိလို့လဲငါကငါသားလေးကိုမယုံဘူးဆိုရင်တော့ဘယ်သူ့ကိုတွားယုံရမလဲနင်းဖေကတော့လောကကြီးမှာရှိတာမဟုတ်တော့ဘူးသူကတော့အစောကြီးကရကထွက်ခွာသွားခဲ့ပြီအရှင်ငါ့ကိုလည်းအမြန်ဆုံးခေါ်ပါစေရောလို့ငါဆုတောင်းမိတယ်ဒါမှလည်းနင်းအပေါ်တာဝန်တွေဝတ်တရားတွေနေတော့မှလीအမေကလည်းဒီလိုမျိုးပြောပါနဲ့ ဒီပုံပြလေးကတော့ဘူလားဆိုတဲ့ကောင်းလေးတယောက်ရဲ့အကြောင်းပါသူကတော့ရွာငယ်လေးတရွာမှာသူရဲ့မိသားစုဝင်နေတဲ့အတူတူနေထိုင်ပါတယ်သူရဲ့မိသားစုဝင်မှာသူ့မိတယောက်ပဲရှိပါတယ်ဘူလားကတော့သူ့မိကိုအရန်ချစ်ရှာပါတယ်ဂယုလည်းအရန်စိုက်ပါတယ်အမေကျွန်တော်အားလုံးလောက်ပြီးသွားပြီဒါဆိုလို့ရှိရင်တော့အမေရေသွားချိုးလိုက်တော့ကျွန်တော်ထမင်းဟင်းသွားချလိုက်အောင်မေမဟုတ်တာတာရဲ့တန်ရှင်းလောက်ပြီးသွားရင်နေပဲရေသွားချိုးလိုက်အမေထမင်းဟင်းချလိုက်မေမဟုတ်တာအမေရဲ့ဇာဝင်တွေကအမေကိုအလုံးမလုံးဖို့အတွက်တားထားတယ်လေ ဘိုလာကတော့သူ့အမေကိုတတော်လေးစိတ်ပူပါတယ်။သူကပတ်စံလဲရှာတယ်လို့မျိုးအိမ်လောက်တွေကိုလည်းလောက်ကင်ပါတယ်။သူကတရတရပြမန်းစင်းရဲစွာနဲ့အထောက်ကြီးတွေပို့ထမ်းပါတယ်။ညနေဆိုရင်တော့သူကဆိုင်မှာအသားပေါင်းတွေရောင်းပါတယ်။အမေရဲ့ကျွန်တော်သွားတော့မယ်။ဒီနေ့ကပိတ်ရက်ဆိုတော့ဈေးထဲမှာလူတွေကကြောက်အောင်နေမှာ။ဒီနေ့ဆိုရင်တော့စီးပွားရေးကလည်းအဆင်ပြေတယ်အမေရဲ့။အေးအေးအေးဟုတ်ပြီဟုတ်ပြီသားလေးရဲ့။နင်အမြန်ဆုံးတော့ပြန်လာခဲ့ပါအောင်။ဟုတ်ပါပြီအမေရဲ့ဒါဆိုရင်တော့အမေစုတောင်းနေပါကျွန်တော်ရဲ့မောက်တွေအမြန်ဆုံးရှောင်းကုန်သွားပါစေလို့လေ ရောင်းကုန်သွားရင်တော့ကျွန်တော်အများဆုံးပြန်လာမယ်အမေဒီလိုနဲ့ဘူလာကလည်းသူ့ရဲ့လှဲလေးကိုတွန်းပြီးဈေးဘက်ကိုထွက်ခွာသွားခဲ့ပါ යි ဈေးထဲမှာသူဆိုင်ဖွင့်နေခဲ့တဲ့အချိန်မှာလူတယောက်သူ့ရှိရောက်လာပါတယ်ကဲခမယမုတ်တွေကအစင်တက်ပဲလားဟုတ်ကဲ့ဟုတ်ကဲ့အစင်တက်ပါပဲခမယရပါတယ်ဟုတ်ပြီဟုတ်ပြီဒါဆိုရင်တော့ငါ့ကိုတပွဲထည့်ပြီးအောင်အချင်းကိုလည်းဆက်ဆက်လေးလုပ်ပေးနော်ဟုတ်ကဲ့ဟုတ်ကဲ့ကျွန်တော်လုပ်ပေးပါမယ်အဲ့ဒီလူကပထမအဦးဆုံးတလုံစားပြီးရဲ့ခါမှာပြောလိုက်ပါရီငါမေကိုပြောတယ်အချင်းကိုစက်နေအောင်လုပ်ပေးစမ်းဆိုမ ကျွန်တော်အချင်းကိုစနေအောင်လုပ်ထားပါရည်။ဒါကိုစတယ်လို့မင်းပြောနေရလား။ငါရဲ့ငါးနှစ်အရွယ်ကလေးကတော့ဒါကိုတောက်တောင်းတောက်နိုင်တယ်။မင်းအချင်းကိုစအောင်မလုပ်နိုင်ဘူးဆိုလို့ရှင်တော့ဒီဇိုင်းကိုတစ်ခါတည်းပိတ်ပစ်လိုက်တော့အဲ့ဒီလူကမောကိုကောင်မစားဘဲနဲ့အမိုက်ပုံးနဲ့ပြစ်ပြီးထွက်သွားပါရည်။ဒီအချိန်မှာတနာစရာကောင်းတဲ့ဘူလာကလည်းစိတ်ပြောင်းဝမ်းနဲ့တော့ပါရည်။ခဏနေတော့နောက်ထပ်အမျိုးသမီးတူရောက်လာပါရည်။ဒါနဲ့ကျမကိုမုတ်တပွဲထည့်ပေးပါရှင်အချင်းကိုလည်းဆက်ဆက်လေးလုပ်ပေးနော်ဟုတ်ကဲ့ဟုတ်ကဲ့စာပြီးရဲ့အခါမှာတော့ ဘယ်လိုဖြစ်တာလဲရှင်ကျမအချင်းကိုဆက်ဆက်လေးလုပ်ပေးပါလို့ပြောခဲ့လေဒီဟာကို စားမဲ့အစားကျမရေခဲပဲစားလိုက်တော့မှာပေါ့ကျမဒီလောက်ထိချိုတာမစားတတ်ဘူးဟုတ်ရဲ့လားအမရဲ့ကျွန်တော်အချင်းကိုစနေအောင်လုပ်ထားပေးပါတယ်ဒါကိုစတယ်ဆိုပြီးတော့ပြောနေတရလားအသားပေါက်တွေကတော့မှန်ပါတယ်ဒါပေမဲ့အခုချိန်ထိအချင်းမလုပ်တတ်သေးဘူးနဲ့တွေ့တယ်အရင်ဆုံးအချင်းဆက်ဆက်လေးလုပ်တတ်အောင်သင်ယူလိုက်ပြီးတော့မှဆိုင်ကိုလာဖွင့်လိုက်ဒါနဲ့အမရဲ့ကျွန်တော်ရဲ့ပတ်စံဘာတို့ပတ်စံပေးရမှာလဲအချင်းကိုလည်းကောင်းအောင်မဖျော်တတ်ပဲနဲ့ပတ်စံလာတောင်းနေသေးတယ် အမျိုးသမီးကလည်းပြောဆိုပြီးနောက်ထွက်ခွာသွားပါတယ်။သူလည်းအချိန်ကြာဒီဆောင်နေခဲ့ပါတယ်။ဒါပေမဲ့နောက်ထပ်ဘယ်သူမှသူ့ဆိုင်ကိုလာမဝဲစားကြတော့ပါဘူး။အိမ်မောင်မိခင်ဖြစ်သူကတော့ကြည့်ရတာဒီနေ့လေကျမရဲ့သားလေးဆိုင်ဖွင့်တာအဆင်မပြေဘူးနဲ့တူတယ်။သူအခုချိန်ထိအိမ်ကိုလည်းမလာသေးဘူး။ဖယားသခင်ကျမရဲ့သားလေးခမရတနာပါတယ်တယောက်တည်းတာဝန်နဲ့အများကြီးယူထားရတယ်။ကျမကိုစေကူတော့ပေးဖို့အတွက်ပတ်စံရှာနေရှာနေနဲ့သူဒုက္ခရောက်နေပြီ။သူကိုယ်တိုင်လည်းပိန်ပိန်လေးပဲကြံတော့တယ်။ကျမကိုခေါ်ရင်လဲခေါ်လိုက်ပါတော့ဒါမှမဟုတ်ဘူးဆိုရင်လဲတခုခုထူးဆရာလုပ်ပေးပါ တဖက်မှာကတော့ပိုလာလည်းစိတ်ပြတ်ဝမ်းနည်းနေခဲ့ပါတယ်။ဒီပုံစံတိုင်းဆိုရင်တော့ငါအမျက်ရချင်းလို့စိုင်းဖွင့်တာရှုံးပဲရှုံးနေရတယ်။ဘာမှလည်းမရောရအောင်။မနှက်ဖြတ်အကျွတ်ငါနောက်ထပ်ပစ္စည်းတွေအများကြီးဝယ်ရအောင်မယ်။အမေရဲ့ဆေးတွေကလည်းအခုဆိုရင်တော့ကုန်နေပြီ။ဘာလို့ရင်ကောင်းမလဲ။ငါဘာလို့ရမလဲ။ဘောလာအခုလိုစဉ်းစားနေခဲ့တဲ့အချိန်မှာပဲအယံကိုလှပါတဲ့မိန်ကလေးတယောက်သူ့ရဲ့ဆိုင်ကိုရောက်လာပါရီမိန်ကလေးကအယံကိုစင်ရတဲ့ပုံပုံနေပါရီဒီမှာကျမဘိုက်တွေတောင်ကိုစားနေလို့ပါမနက်ထဲကဘာမှလည်းမစားရသေးဘူး ကျမကိုစားဖို့ပေးပါလားရှင်။ဘာလဲ။ဘာမစားသေးဘူးဟုတ်လား။တကယ်ပြောနေရလား။ဟုတ်တယ်။ကျမဘာမှလည်းမစားရသေးဘူးရှင်။ဒါဆိုရင်တော့ဒါတွေကအသားပေါင်းတွေပါ။တတ်တတ်လို့ဂျုံနဲ့ဟင်းဒီဟင်းရွာနဲ့လောက်ထားရလဲရှိတယ်။ဟုတ်လားရှင်။ဒါဆိုရင်တော့စားကောင်းမှာပဲနော်။အေးအေးအေးဟုတ်ပြီဟုတ်ပြီ။ဒါဆိုရင်တော့ငါထည့်ပေးမယ်။ဘယ်နှပွဲလိုချင်လဲ။အခုစားမှာလား။ဒါမှမဟုတ်ပါဆယ်ထုတ်ပေးလိုက်ရမလား။ကျမကိုတပွဲပဲထည့်ပေးလိုက်ပါဒီမှာပဲစားမယ်။ဒါနဲ့ကျမစီမှာပတ်စံမရှိဘူး။ ရပါတယ်ကိစ္စမရှိပါဘူးနင်အခုဒါတွေကိုမစားဘူးဆိုရင်လည်းငါအားလုံးယူပြီးတော့တုံပြေးရတော့မှာဒီနေ့စားချင်တဲ့လောက်သာစားသွားလိုက်တော့နတ်ပြန်ကစားပြီးတော့ငါဆိုင်လာမထွက်တော့ဘူးဒီလိုနဲ့သူကလည်းမုတ်ကိုယူပြီးနောက်မှာတော့စားကြည့်လိုက်ပါတယ်ဘာလို့လဲအချင်းကမဆက်ဘူးလားအားလုံးကငါ့ကိုအခုလိုပဲပြောပြီးတော့သွားခဲ့ကြတာငါလည်းတေချာလေးလောက်ထားတာပဲဘာဖြစ်လို့လူတွေကအရသာမကြိုက်ကြတာလဲမသိဘူးဂျန်နဲ့ဆိုင်ပိုင်းရှင်တွေအကုန်လုံးကအချင်းကိုဘယ်လိုလုပ်ကြလဲမသိဘူးနော်ဂျန်နဲ့ရှင်အချင်းနဲ့ဘာတွေထည့်ရလဲကျမတို့ပြပါလားငါကအချင်းကိုပုံမှန်အတိုင်းပဲလောက်ကြပါ ုံမှန်အတိုင်းလုံးလို့မရဘူးလေအရသာထိုးခဲ့ဖို့ဆိုရင်တော့တခုခုထည့်ရမှာပေါ့ဘာလဲငရုတ်သီးချောက်လားငရုတ်သီးချောက်ကိုလည်းငါထည့်ထားပါရဲ့ဒါနဲ့ဘိုက်စားရဲဆိုရင်တော့နောက်တစ်ပွဲထည့်ပေးရမလားအချင်းကအလောက်ထိဆိုးရွားနေရတော့လည်းမဟုတ်ပါဘူးစားလို့ရတယ်ဖြစ်နိုင်မဲဆိုရင်တော့နောက်တစ်ပွဲကျွေးနော်ကာရှိကတော့ဘာအရန်စာနေခဲ့တဲ့အတွက်ကြီးနေနေတူမ3-4ဘွဲစားလိုက်ပါလေအချိန်တော်လေးကြာသွားတဲ့အခါမှာတော့နင်အိမ်မပြန်ဘူးလားအိမ်ကိုပြန်တော့လေဒီမှာတော့ကျမရဲ့အိမ်ရှိဘူးဘာပြောရလဲနားမလဲဦး အမှန်တကယ်ကျမဖြစ်ခဲ့တဲ့ကိစ္စတွေကိုပြုတ်ပြပြမယ်နော်။တမီးရေတမီးလေးကိုအမေတို့မကဲတင်နိုင်ဘူး။အမေတို့ကဲတင်ခြင်းနဲ့ဆိုရင်တော့လုံးဝကဲတင်ပေးလို့မရတော့ဘူး။ကျမဒီကနေပြီးတော့ထွက်သွားမယ်ဆိုရင်တော့ဘယ်တော့မှပြန်လာနိုင်မှာမဟုတ်တော့ဘူး။တိတယ်တမီးရေတိတယ်။တမီးမသွားဘူးဆိုရင်တော့မကောင်းဆိုးအကြီးကတမီးကိုအတင်းအကျပ်သူနဲ့အတူတူခေါ်ဆောင်သွားလိမ့်မယ်။အမေပြောတဲ့စကားကိုတမီးတတိစစနားထောင်ပါ။တမီးလေးရဲ့သွားသွား။တမီးအခုချက်ချင်းပဲလူပြည်ကိုဆင်းသွားလိုက်တော့နော်။လူပြည်မှာကောင်းမွန်တဲ့တူကောင်းတယောက်ကိုတမီးရောက်လိုက်ရှာ။သွားပါတမီးရေသွားသွား။ ။ဟာနေရနတ်သမီးလေးတကွာလား။အင်းဟုတ်တယ်။ရှင်တိုးတိုးပြောပါကျမစီမှာအခုမှအစွမ်းတွေတော့မရှိတော့ဘူး။အဲဒါကြောင့်ကျမရှင်ရဲ့လွန်အင်စနတွေကိုတော့ဖြည့်ဆည်းပေးလို့မရဘူး။ငါ့မှာဘာမှတောင်းဆိုစရာမရှိပါဘူး။နတ်သမီးလေးတပါးနဲ့တွေ့နေရတဲ့အတွက်ငါခုန်ရှူတယ်။ငါနဲ့ရောတစ်ခုခုအကူအညီပေးလို့ရတယ်ဆိုရင်တော့ပြောလေ။နေရတကယ်အရင်ကအကောင်းမွန်တော့နဲ့တူပဲနော်။နေရငါ့စီကဘာမှမတောင်းဆိုရတဲ့အပြင်ငါ့ကိုပြန်ပြီးတော့အကူအညီပေးချင်နေသေးတယ်။တကယ်လို့အဆင်ပြေမယ်ဆိုရင်တော့ငါ့ကိုဒီမှာရက်အနေငယ်လောက်နေထိုင်ခွင့်ပြုပါလား။ ဒီနောက်တော့ငါနေထိုင်ဖို့နေရာတစ်ခုရှာပြီးတော့ချောခွာသွားပေးပါမယ်။ဟုတ်ပြီလေဒါဆိုရင်တော့ငါနဲ့အတူတူအိမ်ကိုလိုက်ခဲ့လို့ရတယ်။အိမ်မှာငါနဲ့အတူတူငါအမေလည်းနေတယ်။ဒီလိုနဲ့သူကလည်းဘိုလာနဲ့အတူတူအိမ်ကိုလိုက်ပါသွားပါရဲ့။ဘိုလာကတော့သူ့အမေကိုကိစ္စရီအားလုံးပြောပြလိုက်တာပေါ့။မှန်တဲ့သားရင်မှန်တယ်။မိန်းကလေးတယောက်တည်းကိုနေမထားခဲ့တော့အရန်အမှန်နဲ့တနာစရာကောင်းတဲ့တမီးလေးတယောက်တည်းသူဘယ်မှာသွားနေမလဲ။ကာရှိကလည်းဘိုလာနဲ့သူ့အမေနဲ့အတူတူနေထိုင်ဝမ်းသာပျော်ရွှင်နေခဲ့ပါရဲ့။အရင်နေ့ညမိုးချုပ်တဲ့အချိန်မှာတော့ သူမညမိုးချုပ်ကြီး channel ဆင်းသွားခဲ့ပြီးတော့ရုပ်တီပင်တပင်ကိုမှော့အစွမ်းနဲ့ဆိုင်လိုက်ပါရီဒီနောက်သူမကပိုလာရဲ့အမေရဲ့ခေါင်းမှာလက်ကလေးနဲ့တပ်ပေးပြီးအိမ်ထဲဝင်သွားပါရီမနှက်မုံလင်းသွားတဲ့အခါကြည့်ပါအောင်အမေအရောင်နေကောင်းနေတယ်လို့ခံစားရတယ်ခန္ဓာကိုယ်မှာနည်းနည်းလေးမှအားရင်ချင်းနေတယ်လို့မခံစားရတော့ဘူးအားရင်ကပြေးဝနေတယ်လို့ပဲတကယ်ပြောနေရလားအမေအေးဟုတ်တယ်ဒါတကယ်ထူးဆန်းနေနော်ပြီးတော့အမေတို့ရဲ့အိမ်ရှိမှလည်းရုပ်တီပင်တပင်ကပေါက်နေတယ်တိလားဒါဘယ်လိုဖြစ်တာလဲမသိဘူးတားရဲ့ဟုတ်တယ်ဟုတ်တယ်ဒါကတော့ရုပ်တီပင်ပဲ ဒါရီအားလုံးကိုကာရှိကလုပ်ခဲ့ရ။အင်းဟုတ်တယ်။ဒါရီအားလုံးကိုသူလုပ်တယ်လို့အမိလဲထင်တယ်။သူ့ကိုအမြန်ဆုံးသွားရှာခဲ့သွား။ခဏနေတော့ဘူလာကလည်းဇေဘာကိုသွားလိုက်ပါရီ။အပြင်ကိုထွက်သွားတဲ့အခါမှာတော့ကာရှိတိပိတမင်အောင်မှာထိုင်နေအောင်ကိုတွေ့ခဲ့ရတာပေါ့။ဒါရီအားလုံးနင်းလုပ်ခဲ့ရလား။နင်းပြောတော့ကကြတော့နင်မော်အစွမ်းတွေအသုံးချလို့မရဘူးဆို။ကျမကတမင်တက်တက်ရှင့်စမ်းတက်နေရလေ။ရှင်ကတော့ဆောင်ပွဲတွေအားလုံးကိုအောင်မြင်သွားခဲ့တယ်။ဒါဆိုရင်တော့ငါ့ကိုနောက်တစ်ခုအကူအညီပေးလို့ရမလား။မရဘူး။ငါ့ရဲ့မော်အစွမ်းတွေကကုန်းသွားပြီ။ မဟုတ်ပါဘူးငါနဲ့ရဲ့ပေါ်အစွမ်းတွေကိုလိုအပ်တာမဟုတ်ဘူးနင်းနဲ့ပဲအတူတူရှိနေချင်တာအဲ့ဒါကလည်းတတလုံးတော့ကဲပြောစမ်းမအောင်ငါလိုမျိုးအသားပေါင်းရောင်းတဲ့သူတယောက်နဲ့နင်းလက်ထနိုင်လားဘိုလာရဲ့စကားကြောင့်ကာရှီလည်းဝမ်းသာသွားခဲ့ပါတယ်ဒီလိုနဲ့ရဲ့အနေငယ်အတွင်နှစ်ယောက်သာလက်ထပ်ခဲ့ကြပါတယ်အခုချိန်မှာကာရှီကမိမတယောက်ရဲ့တာဝန်ကိုခြေပြန်စွာနဲ့တယောက်ကြားရဲ့အလုပ်တွေကိုဝိုင်းကူညီလုပ်ကိုင်းပေးပါတယ်အချင်းကိုလည်းစက်နေအောင်လို့သူမကိုယ်တိုင်ပဲပြင်ဆင်ပေးခဲ့ပါတယ်တရားမှာတော့မိုက်တဲ့အကိုရဲ့အကိုလောက်ထားတဲ့မုတ်တွေကအခုမှအဆင်ပြေသွားတယ်အချင်းကလည်းစက်နေရပါပဲ အခုလိုမျိုးအဆက်ဟတဲ့နေမှာအဆင်ပြေမှာပေါ့ဟုတ်တယ်ဒီထက်ပိုကောင်းနေမဟုတ်ဘယ်မှမမစားဘူးတကယ်အရန်ကိုစားကောင်းတယ်ကျမတပွဲစားပြီဆိုတော့သုံးပွဲထုတ်ပေးလိုက်အောင်ကာရှိကိုတိုင်းလောက်ထားတဲ့ငရုတ်သီးနဲ့လောက်ထားတဲ့အချင်းကြောင့်ဘူလာရဲ့ဆိုင်လေးကနမဲကြီးလာပါတယ်ဘူလာလိုကောင်းမွန်တဲ့ကောင်းလေးတယောက်ကိုလည်းကာရှိရဲ့ဘဝမှာပိုင်ဆိုင်ခွင့်ရသွားတဲ့အတွက်ကာရှိလည်းဝမ်းတာကုန်ယူနေခဲ့ပါတယ်နောက်ထပ်တင်ဆက်ပေးသွားမယ့်ပုံမြင်လေးကတော့လမ်းဘေးပီဇာတဲ့ဆိုတဲ့ပုံမြင်ပဲဖြစ်ပါတယ်ပင်ကီရဲ့ပင်ကီတမိလေးပင်ကီဟုတ်ကဲ့ပါအမေတမိဒီမှာရှိပါတယ် နင်ဘယ်ရီလျှောက်သွားနေရလဲတမီးလေးရဲ့အမေနာမှာပဲနေအမေမျက်စိအောက်မှာနေပါဆိုတော့ကိုတမီးကတော့တကယ်ပဲဒီပကံတွေအကုန်လုံးကိုအမြန်ဆုံးတင်လိုက်ပြီးရင်တော့အမေနာမှာနေနော်ဟုတ်ကဲ့ပါအမေကောင်းပါပြီဒါကတော့ဆွရှမားနဲ့သူ့ရဲ့တမီးလေးပင်ကီဖြစ်ပါတယ်ဆွရှမားရောက်ကြကွယ်လွန်သွားခဲ့တာ၃နှစ်လောက်ရှိပါပြီအဲဒီချိန်ကစသူကတခြားသူရဲ့အိမ်မှာအလုံးလုံးနေသူ့တမီးလေးကိုရှာကြွေးနေခဲ့တာဖြစ်ပါတယ်ဆွေရှမအသက်ရှင်နေရတဲ့အကြောင်းရင်းတစ်ခုပဲရှိပါသေးတယ်။အရာကတော့သူ့သမီးလေးကိုပညာတတ်တယောက်ဖြစ်အောင်လုပ်ပေးခြင်းကြပါ။ နေစီတီတော်ရဲ့ပင်ကီးကိုသူကြောင်းလိုက်ပို့ပါရီပြီးတော့မှသူမလုံရမယ့်အလုပ်တွေကိုစတိုင်လုပ်ပါရီပင်ကီးကြောင်းကနေပြန်လာတဲ့အချိန်ကျရင်တော့သူတခါတည်းကြောင်းချုပ်ပြီးအိမ်ကိုပြန်ပါရီပင်ကီးကြောင်းပိတ်ရတိုင်းဆိုလို့ရှင်တော့သမီးလေးပင်ကီးကိုသူနဲ့အတူတူအိမ်ကိုခေါ်သွားလေးရှိပါရီပင်ကီးကလည်းသူ့အမေရဲ့အလုပ်တွေကိုအမြဲတမ်းဝိုင်းဝန်းကူညီလုပ်ကိုင်းပေးတတ်တာပေါ့ဟုတ်တာနဲ့အတူတူသူမစိတ်ပါလက်ပါနဲ့စာရီကိုလည်းလုပ်တတ်ပါရီဒီလိုနဲ့တရမှာတော့မမေဒါနဲ့ပီဇာဆိုတာကဘာကြီးလဲ ကြည့်ပါအောင်ငါသမီးလေဒီစကားတွေကိုဘယ်ကနေပြီးတော့တက်လာခဲ့ရလဲအဖြူရောင်ဆိုင်တဆိုင်ထဲမှာသမီးတွေ့ခဲ့တာခလေးတွေအကုန်လုံးကအဲ့ဒါကိုပဲစားနေကြတယ်မမီးကြည့်ရလို့ရှိရင်တော့သူတို့ကသမီးတို့စားနေကြရိုတီပုံစံမျိုးပဲနော်ရိုတီကတော့ပွားတာပေါ့သူတို့စားနေတာကနည်းနည်းလေးပိုပြီးတော့ထူတယ်ဘာဖြစ်အပေါ်မှာဘာတွေလဲမသိဘူးအမေရဲ့ရှောက်တင်ထားတယ်ဒီလားသမီးလေအဲ့ဒါစားချင်လိုက်တာအမေရဲ့သမီးရဲ့ဒါရီအလုံးကချမ်းသာတဲ့သူတွေကြိုက်နေတတ်တဲ့အရာတွေလीပြီးတော့အဲ့ဒါတွေစားတာကကျမရဲ့အတွက်လည်းမကောင်းဘူး ဒါဆိုရင်တော့အိမ်ပြန်ပြီးသမီးစားဖို့အတွက်ဟလိုအားထုတ်ပေးမယ်နော်။ငါသမီးလေးအတွက်အရသာရှိပြီးအားရှိစေမယ့်အစားအသောက်မျိုးကိုအမေချက်ပေးမယ်။ဟုတ်ပြီလားသမီးလေး။ဒီလိုနဲ့ပဲသူသမီးလေးကိုဖြောင်းဖျားပြောဆိုလိုက်ပါရီ။ပင်ကီကလည်းရက်အနေငယ်လောက်အတွက်တော့ပီဇာအကြောင်းထပ်ပြီးမပြောတော့ပါဘူး။တကယ်မတော့ပင်ကီအကြောင်းပရရရတဲ့အတွက်ကြောင့်မလို့သူ့အမေနဲ့အတူတူအလုံးလုံးတဲ့အိမ်ကိုလိုက်သွားခဲ့ပါရီ။အရင်ချိန်မှာဂျာရီအားလုံးကိုပြောင်းရဲတွေးခဲ့ရပါရီ။အိမ်မှာရှိတဲ့ကလေးတွေကတော့ပီဇာထိုင်ပြီးစားနေခဲ့ကြပါရီ။ အားလုံးဗီဇာစာနေအောင်ကိုတွေ့ကြရတဲ့အခါမှာဘင်ကီကလည်းစိတ်လှုပ်ရှားနေရပေါ့။သူမစိတ်ထဲကနေတွေးလိုက်ပါရဲ့။ကြည့်ရတာအရသာရှိမဲ့ပုံစံလေးပဲနော်။သူတို့အားလုံးကတော့ကောင်းလိုက်ကြ။ငါလည်းဒီပီဇာကိုစားနိုင်ဘလောက်ကြာမှကောင်းလိုက်မလဲ။ဘင်ကီစဉ်းစားနေခဲ့တဲ့အချိန်မှာပဲမုတ်စားနေတဲ့ကလေးနှစ်ယောက်ထဲကတယောက်ကသူမကိုတွေ့သွားခဲ့ပါရဲ့။ပြီးတာနဲ့ပြောလိုက်ပါရဲ့။ဘာလဲ။နေငါတို့ဘာတွေကြည့်နေရလဲ။ဘာလို့အဲ့ဒီကနေချောင်းပြီးတော့ကြည့်နေရတာလဲ။ဘင်ကီကကိုယ့်ချိန်ထိပီဇာကိုပဲကြည့်နေခဲ့ရပါ။ သူမကအဲ့ဒီခလေးကိုတော့ဘာတခေါမှမပြောခဲ့ပါဘူး။သူမပီဇာတွေကိုကြည်ပီပီဇာအရင်စားခြင်းနေရဲ့ဆိုတာကတော့ဘယ်သူမဆိုခံမှန်းမိနိုင်ပါ रे ။ကြည်ရတာသူပီဇာစားခြင်းနေရနဲ့တူတယ်။ဟောအဲ့လိုလား။သူကပီဇာကိုစားခြင်းနေရပေါ့လေ။ရှပါရဲ။ဒါအလောက်ထိကြီးကျယ်တဲ့ကိစ္စတော့လည်းမဟုတ်ဘူး။ကဲလာ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 ။နင်ပီဇာစားခြင်းနေဆိုရင်ဒီလိုလာခဲ့။ငါနဲ့ပီဇာယူကျွေးမယ်။ခလေးရတောင်ကြားခဲ့ရတဲ့ခါမှလည်းပင်ကီဝမ်းတာပြောရွှင်သွားခဲ့ပါ रे ။ သူကလည်းပီဇာစားခြင်းလုံးတဲ့အတွက်ကြောင့်မို့လို့ရှေ့ကိုချက်ချင်းတိုးလာခဲ့ရပေါ့ဒီအချိန်မှာကောင်လေးကပီဇာအပိုင်းစာလေးကိုကင်ပြီးခလေးရဲ့ဘက်ကိုပြစ်လိုက်ပါတော့တယ်ပင်ကီကလည်းမုတ်အပိုင်းစာလေးပြုတ်ကျသွားမှဆိုရင်တဲ့အတွက်ကြောင့်မို့လို့မုံနှောက်ကိုလိုက်ပြေးသွားခဲ့ပါတယ်ဒါပေမဲ့သူမဒီပီဇာကို လုံးဝမဖမ်းမိနိုင်ခင်မှာပဲပြုတ်ကျသွားပါတယ် sorry ပါတကယ်ချင်းရေမဖမ်းနိုင်တော့ဘူးကြည့်ရတော့ဒီအပိုင်းစာလေးကတကယ်ပဲသူ့ရဲ့ကံကြမ္မာမှာရေးထားရတယ်နေကြပါတယ်လေသူစားပါစေဟဲ့နေစားခြင်းလေဆိုရင်ယူစားလိုက်ပင်ကီကတော့ သူကစင်ရတာကိုလောင်ပြောင်းခံရတယ်ဆိုတာလုံးဝမသိခဲ့ပါဘူး။သူကလည်းပြောရွှင်စွာနဲ့ပဲမြေပေါ်မှာပြုတ်ကျသွားတဲ့ပီဇာကိုသွားကောက်ရှူလိုက်ပါတယ်။ဒီအချိန်မှာသူ့မိရဲ့အော်ဒန်ကိုကြားလိုက်ရပါတယ်။မရောက်ပင်ခီးထားလိုက်စမ်းအဲ့ဒါကိုထားပြီးတော့အမေစီကိုလာခဲ့။ဒါပေမဲ့မမေအဲ့ဒါပီဇာလေးသမီးလေးအမေပြောနေတယ်ဒီလိုလာခဲ့ဆိုမှအဲ့ဒါစားလို့မရဘူးအောက်ကိုပြုတ်ကျသွားပြီလေ။မြေပတ်နေရထားလိုက်တော့မိခင်ဖြစ်သူဆူလိုက်တဲ့အချိန်မှာသမီးလေးကပီဇာကိုမကောက်တော့ပေမဲ့ဟောက်ကိုရမယ်တဲ့မျိုးလုံးတွေနဲ့ကြီးနေခဲ့ပါတယ်။ ။ဒါတို့ကြရတဲ့ခါမှာဆော့ချ်မရှေ့တိုးလာခဲ့ပြီးသူ့သမီးလက်ကိုဆွဲကိုင်းလိုက်ပါရီ။ပြီးတာနဲ့ချက်ချင်းထွက်ခွာသွားခဲ့ပါရီ။အိမ်ကိုရောက်လာတဲ့အခါမှာတော့သူမအကြာကြီးငိုနေခဲ့ရပေါ့။ပင်ကီဒီနဲ့ကြုံတွေ့ခဲ့ရတဲ့အရာတွေအတော့သူမအတော်လေးကိုစိတ်မကောင်းဖြစ်နေခဲ့ပါရီ။သူမအိမ်ကိုဖွင့်ချလိုက်တဲ့အခါမှာတော့ပတ်စံအနေငယ်ရှိပါရီ။ဒီနောက်စိတ်ထဲကနေတွေးလိုက်ပါရီ။ငါမှရှိတဲ့ပတ်စံနဲ့ဆိုရင်တော့သူ့ကိုပြီးစားဝယ်ကျွေးလို့ရတယ်။ ဝယ်ကျေးလို့ရတယ်ဆိုပေမဲ့ဒါကတစ်ခေါက်နဲ့ပြီးသွားမယ်ကိစ္စတော့မဟုတ်ဘူး။ပီဇာရဲ့အရသာကိုသာသူကြိုက်သွားမယ်ဆိုရင်တော့နောက်ထပ်အကြိမ်ကြိမ်စားကျင်တယ်ဆိုပြီးတော့ငါ့ကိုတောင်းဆိုနေလိမ့်မယ်။အဲ့ဒီခါကျရင်ရောငါတို့ဖြည့်ဆည်းပေးနိုင်ပါမလား။မဖြစ်သေးပါဘူး။ငါအနေနဲ့နောက်ထပ်နေလတစ်ခုကိုစဉ်းစားမှဖြစ်မယ်။ငါဘာလုပ်လို့ရလဲ၊ဘာလုပ်လို့ရသည်လဲစဉ်းစားစမ်း။ပင်ကီပြောတဲ့စကားတွေကို search မှာပြန်လဲစဉ်းစားနေခဲ့ပါရဲ့။မေမေကြီးရတာပီဇာကရိုတီနဲ့တူတယ်။ဒါပေမဲ့သူကရိုတီထက်နည်းနည်းလေးပိုပြီးတော့ထူတယ်တိလား။အဲ့ဒီပုံမှန်လည်းအများကြီးတင်ထားသေးတယ်။နောက်နေ့မှတော့ ဆရှမကပင်ကီကိုကြောင်းပို့ပြီးနောက်မှာတော့ပီဇာဆိုင်တစ်ဆိုင်ကိုသွားလိုက်ပါတယ်။သူကဆိုင်ရှိမှရက်ပြီးစဉ်းစားလိုက်ပါတယ်။အကြိုင်နေပြီးမှသူမတက်တီးမွေးပြီးဆိုင်ထဲဝင်သွားပါတယ်။ဒီမှာညီမကြီးညီမဒီမှာအလုပ်လုပ်ကြလား။ဒါနဲ့နေရဒီမှာဘာအလုပ်လုပ်ကြလဲ။ကျမကတော့ဒီမှာပီဇာလာမာတဲ့သူတွေကစရင်ကိုကောက်ခံနေလေ။စရင်ဝီသွားရင်တော့သူတို့ပတ်စံရှင်တော်ကိုယူထားလိုက်တယ်။ပီဇာပြီးသွားတဲ့အခါကျရင်တော့စပွဲတော်တွေကချပီးရပေါ့။ဒါနဲ့ဒီဆိုင်မှာပီဇာဘယ်သူလောက်ကြလဲ။ စနေပါအောင်ရှင်းရှင်းလင်းပြောစမှာဘယ်သူနဲ့တွေ့ကျင်တာလဲဘယ်သူနဲ့တွေ့ဖို့လဲဒီနောက်မှာတော့ဆူရှမားကလည်းသူ့သမီးလေးအကြောင်းကိုပြောပြလိုက်ပါတယ်သူ့ကြောက်ခါရောက်နေရဲဆိုရဲအကြောင်းလေးကိုပါတခါတည်းပြောပြလိုက်ပါတယ်မိန်းကလေးငယ်လေးကလည်းပင်ကီအတွက်ဝန်နေသွားခဲ့ပါတယ်ဒါကြောင့်သူချက်ချင်းပဲဆိုင်းရဲ့အတွင်းမိုင်းလေးကိုခေါ်သွားလိုက်ပါတယ်ပြီးတော့လည်းပီဇာကိုဘယ်လိုလုပ်ရလဲဆိုရဲအကြောင်းလေးကိုလည်းပြောပြခဲ့ပါသေးတယ် ။ဆွရှမာကတော့ဗီဇာလုပ်နေတွေကိုတတိချာချာနားထောင်နေခဲ့ပါရီ။ဒီနောက်မိန်းကလေးကိုကျေးဇူးတင်စကားပြောပြီးနောက်မှာတော့ပြန်လာခဲ့ပါရီ။အရင်ကမှဆွရှမာလောက်ကောင်းနေခွင့်ယူပြီးအိမ်ကိုပြန်လာပါရီ။သူမဘာပဲလုပ်ရလုပ်ရသူ့သမီးလေးအတွက်ပီဇာကိုတော့ကိုယ်တိုင်လုပ်ဖေးဖို့စဉ်းစားထားပါရီ။စားလို့ကောင်းအရာသာလည်းရှိပြီးသူမရဲ့ပတ်စံနဲ့လည်းအဆင်ပြေစေတဲ့ပီဇာကိုလုပ်ရမှာပါ။အချိန်ကြာကြီးစဉ်းစားပြီးတဲ့နောက်မှာတော့ဆွရှမာကလည်းပီဇာပေါင်မုတ်ကိုတောင်းရမယ့်နေရာမှာသူမဂျုံကိုပဲအသုံးပြုပြီးတော့ရိုတီလုပ်လိုက်ပါရီ။ sauce ထည့်ရမယ့်နေရာမှာအိမ်မှာလုပ်ထားတဲ့အချင်းလေးကိုထည့်ပါရီဒါပြင်အိမ်မှာရှိတဲ့ဟင်းသီးဟင်းရွက်တွေကိုထည့်ပြီးနောက်မှာတော့အိမ်မှာပဲပီဇာတစ်ချပ်ရအောင် လုပ်ပါရီအပေါ်ကနေနှုတ်ခဲတွေကိုလည်းချစ်ချထည့်လိုက်ပါရီသူမရဲ့ပီဇာကဈေးထဲမှာရောင်းတဲ့ပီဇာနဲ့အရန်ကိုစင်တူနေပါရီဒါပေမဲ့အများကြီးဈေးပိုတက်တာပြီးကျမရင်းနဲ့လည်းညညော့ပါရီအခုဆိုရင်တော့သူရဲ့သမီးလေးပင်ကီကျောင်းကနေပြန်လာမယ့်အချိန်ကိုပဲ switch မှာစောင့်နေပါရီသမီးလေးရေအမေမပြောမချင်းမျက်လုံးဖွင့်နေကြလားကဲကဲကဲဒီလိုလားဒီလိုလားကဲရပြီအခုမျက်လုံးဖွင့်ကြည့် ပီဇာပီဇာပါလားမမေရဲ့ဒီပီဇာကသမီးအတွက်လားဟုတ်ကြပါတော့သမီးလေးရဲ့သမီးလေးအတွက်ဒါတစ်ခုလုံးကသမီးလေးအတွက်ပဲပီဇာကိုတွေ့ခဲ့ရတဲ့အခါမှာတော့ဒီမအရှမ်းကိုဝမ်းသာပျော်ရွှင်သွားပါတယ်ဒီမလည်းဝမ်းသာအားရနဲ့အမြန်ဆုံးစားလိုက်ကြပါဒါကိုစားပြီးနောက်မှာတော့အရန်ဝမ်းသာပျော်ရွှင်နေခဲ့ပါတယ်ပင်ကီကတော့ပီဇာတစ်ချက်လုံးကိုစားပြစ်လိုက်ပါတယ်ကြည့်ပါအောင်သမီးရဲ့အကုန်စားလိုက်ပြီလားဘလို့လဲအရသာရှိလားကြာရောကြာရလားကောင်းတယ်အမေရဲ့အရန်ကောင်းတယ်ကျေးဇူးအများကြီးတင်ပါတယ်မေသမီးတို့ကအခုလိုမျိုးပီဇာဝယ်ခဲ့ပြီးရတဲ့အတွက်ပါ ဒါကိုအမေဝယ်လာတာမဟုတ်ဘူးတမီးရဲ့တမီးစားဖို့အတွက်အမေအိမ်မပေးလောက်ချတာတကယ်ပြောနေရလားမမေရဲ့ဒါတကယ်အရန်ကောင်းပြီးရတာရှိလိုက်တာဒါဆိုရင်တော့တမီးစားခြင်းနဲ့အခါတိုင်းအခုလိုမျိုးပြီးစားအမေလောက်ကျွေးမယ်မလားယင်ဒါပေါ့တမီးစားခြင်းနဲ့အခါတိုင်းအမေလောက်ကျွေးမှာပေါ့ဒါနဲ့တမီးနဲ့အမေကိုဂတိတစ်ခုပေးအောင်နောက်ဘယ်တော့မှမပြေပေါ်ကြာနေတဲ့ပြည့်စည်ရွယ်ကိုကောက်မစားရဘူးတော့တမီးကြားလားသူများရှိကလည်းဘယ်တော့မှဘာမှမတောင်းစားရဘူးတခုခုလိုချင်တာရှင်တော့အမေစီကိုပြောကောင်းပြီလားတမီးဟုတ်ကဲ့ဟုတ်ကဲ့ကောင်းပါပြီဒီလိုနဲ့ပင်ကီကလည်းတုံးမေကိုဖတ်ထားခဲ့ပါတယ် ပင်ကီစားချင်လာတဲ့အခါတိုင်းမှာဆွတ်မကိုတိုင်းကသူ့သမီးလေးအတွက်ပီဇာကိုအိမ်မှာပဲလုပ်ပေးခဲ့ပါတယ်။အယောက်အလုံးပြောင်းလဲသွားခဲ့ပါပြီ။ဘယ်သူမဆိုပီဇာစားနေရကိုတွေ့တဲ့အခါတိုင်းပင်ကီလည်းဘာမှတိတ်ပြီးတော့ဖြစ်မနေတော့ပါဘူး။ခလေးတွေကသူ့မကိုစားနောက်ဖို့ကြိုးစားခဲ့ပေမဲ့သူ့မကလည်းမစားခဲ့ပါဘူး။တရမတော်ဆွတ်မသူ့လို့သူ့လို့နေခဲ့ပါတယ်။ဒီအချိန်မှာသူ့ရဲ့တထေးမစိတ်ပြဝနေစွာနဲ့ထိုင်းနေရကိုတွေ့ခဲ့ရပါတယ်။ဒါကြောင့်ဆွတ်မကလည်းသွားမေးခဲ့ရပေါ့။ဘာဖြစ်တာလဲအမကြီးအမောက်ကြီးကစိတ်ပြက်နေသလိုပဲတခုခုမြာဖြစ်လို့လားရှင်။ ။ငါနဲ့ကဘယ်လိုပြောပြရမလဲဆွတ်မရဲ့ကလေးတွေကြောင့်ကအရန်စိတ်ညစ်တယ်။သူတို့ကပီဇာကလွဲပြီးဘာမှမစားချင်ကြဘူး။သူတို့အခုချိန်ထိအပြင်ကအစားအသောက်တွေကိုပဲစားနေကြတယ်။ဆရာဝန်ကအပြင်အစားအသောက်တွေမကျွေးဖို့ကြွငါ့ကိုပြောတယ်။သူတို့ကတော့အပြင်အစားအသောက်ကလွဲဘာမှမစားချင်ဘူးဆိုပြီးတော့ငါ့ကိုကြည်ကြနေရလေ။ငါတကယ်ပဲဘာလို့ရမလဲဆွတ်မရဲ့သူတို့ကျမ်းမာရေးအခြေအနေပြန်စည်းသွားမအောင်ငါစိုးရိမ်နေ။ရပါတယ်အမရဲ့ဘာမှအရန်ကြီးလဲစိတ်ပူမနေပါနဲ့ကျွန်မကိုယ်တိုင်အိမ်မှာပဲတခုတ်ခုတ်စီစဉ်ပေးမယ်လေအိမ်မှာပီဇာလုပ်ပေးမယ်ဟုတ်လားဒါနဲ့နင်လောက်ကြလို့လား ဟုတ်ကဲ့ကျမလောက်တတ်ပါတယ်ကျမရဲ့သမီးလေးပင်ကီလေးသူကလည်းအမရဲ့ကလေးတွေပီဇာစားနေအောင်ကိုတွေ့ရနဲ့စားခြင်းနဲ့ဆိုပြီးတော့ကြီးလာကြတယ်ကျမကတော့ cheese တွေအများကြီးထည့်ထားတဲ့ပီဇာကိုမလုံနိုင်ပါဘူးရှင်အဲဒါကြောင့်ကျမလည်းအုံနောက်သုံးပြီးအိမ်မှာပဲအဟာရဖြစ်စေတဲ့ပစ္စည်းတွေနဲ့ကျမရဲ့နဲ့ညွတ်တဲ့ပီဇာကိုလှုပ်ကျွေးခဲ့တယ်တယောက်အအောင်စရာကောင်းတဲ့ကျမသမီးလေးကလည်းကြိုက်နေတယ်ဒါအရင်ကကောင်းတာပဲရိုတီနဲ့လောက်ထားတာဆိုတော့ကလေးတွေအတွက်လည်းကျမရဲ့နဲ့ညွတ်တယ်နော်ဒါနဲ့နေဘာတွေထည့်ပြီးတော့လောက်ကြလဲ အိမ်မှာကိုရိုင်းလောက်ထားတဲ့အချင်းကိုကျမဆော့စ်နေရာမှာထည့်တယ်။လက်ဆက်နေတဲ့ဟင်းသီးဟင်းရွက်တွေကိုအသုံးပြုတယ်။အပေါ်ကနေပြီးတော့နှုတ်ကဲချစ်ထည့်လိုက်တယ်အမရဲ့။ကောင်းလိုက်တာဆိုရှမရဲ့ဒီနီလန်ကငါအသုံးပြုကြည့်ရမယ်။ငါခလေးတွေအတွက်အသုံးဝင်သွားရင်တော့ကောင်းနေဟိ။ဒါဆိုရင်တော့ဂျာနဲ့အလုပ်တွေအားလုံးချလိုက်တော့နေအရင်ဆုံးနေလုံနေကြရိုတီပီဇာလေးကိုသွားလုပ်ပြီးရော။ဆွရှမားကလည်းမြန်ဆုံးကလေးတွေစားဖို့အတွက်ရိုတီပီဇာလုပ်ပေးလိုက်ပါတယ်။ဒီနောက်တထင်းမားကလည်းပီဇာကိုယူပြီးသူ့ကလေးတွေစီသွားလိုက်ပါတယ်။ကလေးတွေကလည်းပီဇာကိုယူပြီးစားခဲ့ကြပါတယ်။ ။ဇာနေနဲ့လည်းသူတို့ကအရာသာရှိကြောင်းပြောခဲ့ကြပါရဲ့။ကြောက်တွေ့ကြရတဲ့အခါမှာတထင်းမှလည်းဝမ်းသာပြောရွှင်သွားတာပေါ့။ဆွရှမရဲ့နေအလောက်တော်မှညံကောင်းလိုက်မယ်လို့ငါလည်းဝမထင်ထားဘူးသီလား။နေရတကယ်ကိုငါရဲ့အကြီးမားဆုံးပြဿနာတစ်ခုကိုဖြေရှင်းပေးနိုင်ခဲ့ရပါပဲ။ဒီမှာငါလိုမျိုးအားကိုးရမယ့်နေအမေတွေများကြီးရှိတယ်။ကလေးတွေကိုမနိုင်ကြတော့ဘူးလေ။အဲ့ဒီကလေးတွေကလည်းအပြင်အစားအသောက်တွေနဲ့အသင်အစားအစားအသောက်တွေကိုပဲစားချင်ကြတာသူတို့ကကျမကြီးကိုဘလောက်တောင်မှဆုံးရှုံးနေတော့အောင်လို့လုပ်နေကြလေသိကြတာမဟုတ်ဘူး အဲ့ဒါကြောင့်ဖြစ်နိုင်မယ်ဆိုရင်တော့နင်တို့အားလုံးကိုလည်းအကူအညီပေးလိုက်ပါလားနင်ပတ်စံလည်းကောင်းကောင်းရှာလို့ရသွားလိမ့်မယ်ဒါနဲ့ဘာကိုပြောချင်တာလဲတထင်းမရဲ့ချမတိုက်ပြီးတော့နားမလဲဘူးငါပြောချင်တာကနင်မုတ်ဆိုင်ဖွင့်ဖို့အတွက်ပြောနေအောင်ရိုတီပီဇာဆိုင်လေးဖွင့်ပြီးတော့ရအောင်တော့လေဒါပေမဲ့အမရဲ့ကျမစီမှာရင်းနှီးမြှုပ်နှံဖို့အတွက်ဘတ်စံမရှိတာနေရာကလည်းရှိရမဟုတ်ဒီအတွက်တော့နင်စိုက်ပူစရာမလိုဘူးဒါရီအားလုံးကိုတော့ငါကြည့်လို့မယ်နေရာတော့ငါပြောတဲ့စကားကိုပဲလက်ခံလိုက်စမ်းပါအခုဆိုရင်တော့အားလုံးရဲ့ပြဿနာတွေကဖြေရှင်းပြီးသားဖြစ်သွားကြမှာပါ ဆိုရှမောင်းဆိုလည်းအခုဆိုရင်တော့ဈေးပွားရေးလုပ်ဖို့အတွက်အစီအစဉ်တစ်ခုကိုရှာတွေ့သွားပါတယ်။မိခင်တို့များကြီးကလည်းတို့ခလေးတွေအတွက်ကျမရဲ့နဲ့ညွတ်တဲ့အစားအသောက်တစ်ခုကိုရရှိသွားပါတယ်။ဒီလိုနဲ့ဆိုရှမောင်းရဲ့ဘဝလည်းအဆင်ပြေချောမွေ့သွားခဲ့ပါတယ်။ဒီဗီဒီယိုလေးကိုကြိုက်နေတဲ့တဲ့ဆိုရင်တော့ကျမတို့ရဲ့ channel လေးကို like လုပ်ပြီး subscribe လုပ်ပေးခဲ့ပါဦးနော်။